ငါအတွက်ငါရှိတယ်အခန်း၁ယုံကြည်ရှင်လံကလေးများယုံကြည်ချက်ကဘာနဲ့တူလဲဆိုတော့တေကန်နယာထဲကရေတန့်တဘူးနဲ့တူပါတယ်ဘလောက်ပဲတင်မလို့ရှင်မလို့ဖြစ်နေပါစေ ရေတဘူးရှိနေသေးတယ်ဆိုတဲ့စိတ်နဲ့အသက်ဆက်ခွန်အားရှိနေတော့ပါပဲတယောက်လေးရှောက်ခဲ့တဲ့လမ်းပါပဲဒီနေ့တော့ရောက်မှာပါပဲမရောက်တော့ကိုယုံကြည်ချက်နဲ့ရှောက်ခဲ့တဲ့လမ်းဘလောက်အရသာရှိပါသလဲကျွန်တော်ပြေးထွက်ခေဖို့ပါတယ် မယုံကြည်မှုတွေစီကပါအဲ့ဒီကာလတုန်းကကျွန်တော်ကိုကျွန်တော်လမ်းပြောင်းနေတဲ့ကာလလို့သတ်မှတ်ထားခဲ့ဖို့ပါနဲ့တကယ်လေလမ်းပြောင်းနေခဲ့တာပါကိုဝါသနာမပါတဲ့အလုပ်တစ်ခုကိုစိတ်နှစ်ကိုနှစ်နှစ်မြောက်ပြစ်လိုက်ရတာဘလောက်ကြေကွေးစရာကောင်းပါသလဲမနက်မောလင်အလုပ်တက်မယ်ညနေနေဝင်သွားတဲ့အချိန်အလုပ်ဆင်းမယ်အချိန်တန်လက်ကုံတဲ့အခါလစာထုတ်မယ်ပေးစရာရှိတာပေးသုံးစရာရှိတာသုံးမယ်ဒါပါပဲဘလောက်တောင်အထိပ်ပေမေ့ပါသလဲ လောက်ရတဲ့အလုပ်ဟာကိုယ့်အတွက်ကုသိုလ်ပညာဥစ္စာတစ်ခုခုမှမရဘဲနဲ့တော့ချင်းသန်လောက်ကန်ရတာဘာအတိတ်ပဲရှိပါဦးမလဲပညာနေတော့အလုပ်ပည့်ရဲ့ကံပေါင်းလေးတစ်ခုမှလေငင်းခံရင်တရှင်းတဲ့ဘုံနားထောင်ဖြစ်ခဲ့ပါတယ်အဲ့ဒီတရှင်းကဆိုလိုလေးဖြူရဲ့ယုံကြည်ရာတရှင်းပါအာလုံးလေးနားထောင်ဖူးကြတဲ့တရှင်းလေးပါပဲအဲ့ဒီတရှင်းလေးရဲ့ cruise အပိုက်ထဲကလူဆိုရာအမည်ယုံကြည်ရာတစ်ခုအတွက်အသက်ကိုယ်တော်စတဲ့ကြတာပဲမင်းရဲ့ဘဝမှာဘာကိုယုံကြည်တယ်လဲယုံကြည်ရာတစ်ခုအတွက် ဆုံးတိုင်ချလှမ်းပါတနေ့တော့ရောက်မှာပါဆိုတဲ့အပိတ်လေးကပဲကျွန်တော်စိတ်ကိုပြောင်းလဲပေးခဲ့တာပါပဲဟုတ်ပါတယ်ကျွန်တော်တို့မှာဖြစ်ရှင်တဲ့ဇဏတစ်ခုခုအိမ်မက်တစ်ခုခုတော့ရှိကြစမြဲမဟုတ်လားအဲ့ဒီအိမ်မက်ကိုယုံကြည်လိုက်ဖို့ပဲလိုတာပါပဲအဲ့ဒီအလောက်ကနေနောက်တော့ကျွန်တော်ထွက်ပြစ်ခဲ့ပါတယ်အလောက်အစ်ကိုပြောင်းပါတယ်ကျွန်တော်ယုံကြည်တဲ့လမ်းကိုရောက်အောင်ခြောက်ဖို့ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ပါပဲဒုက္ခတွေအများကြီးရောက်ပါတယ်အစင်မပြေမှုတွေအများကြီးတွေ့ရပါတယ် ဒါပေမဲ့ကျွန်တော်ယုံကြည်ရလမ်းကိုရှောက်ခေးတာမို့စိတ်ကျင်နေလို့ပါပဲ။နောက်လေဆက်ကြုံရအောင်ပါပဲ။ဒါပေမဲ့ကိုယုံကြည်တဲ့လမ်းဟာဒဏ်ရာတွေနဲ့လေးရှုံမြည်နေမဟုတ်လား။ Justin Bieber ဟာအသက်ငယ်ငယ်မှာပဲစူးစမ်းရုန်းကန်ခဲ့ပြီးအသက်16နှစ်မှာစတင်အောင်မြင်ခဲ့ပါတယ်။အသက်ငယ်ငယ်လေးနဲ့နေရာရအောင်မြင်လာဖို့စူးစမ်းရုန်းကန်ရမှာအခက်အခဲပြဿနာပေါင်းများစွာရင်ဆိုင်ခဲ့ရပါတယ်။အဲ့ဒီလိုစဉ်ညက်ခံရင်ဆိုင်ခဲ့လို့လေအောင်မြင်လာတာပါ။ အောင်မြင်လာတဲ့ဤသူနောက်တဲ့အခက်အခဲပြဿနာပေါင်းများစွာလေးဆက်ကြုံရပါတော့တယ်ဒါပေမဲ့သူခုချိန်ထိအစ်စ်အစ်စ်ပေါင်းများစွာဖန်တီးမှုတွေနဲ့ရှစ်ဆက်ရှောင်းနေသေးပါပဲပြဿနာများစွာလေးရင်ဆိုင်နေရသေးပါပဲဒါပေမဲ့သူဘရိုးမှဂီတကိုမစွန့်လွှတ်ပါဘူးဒါဟာသူယုံကြည်တဲ့သူဝါသနာပါတဲ့ဂီတအပေါ်တဲ့ဝင်ယုံကြည်မှုကြောင်းပါပဲကျွန်တော်တို့ဟာတခုခုအပေါ်ယုံကြည်ချက်ထားဖို့လိုရတယ်မဟုတ်လားယုံကြည်တဲ့ဝင်နေဖို့လိုရတယ်မဟုတ်လားယုံကြည်ချက်ဆိုတာ ရှင်သန်ခြင်းရဲ့အတိတ်ပဲပါပဲ။ဘာခံယူချက်ဘာယုံကြည်ရှဲမှမထားတဲ့အခါရှင်သန်ရတာအတိတ်ပဲရှိပါမလား။တခုခုအတွက်ယုံကြည်တတ်ဝင်ပြီးရှင်သန်ရတဲ့အခါဒဏ်ရာတွေကလည်းရှုံမြင်ပါတယ်။ဘဝမှာယုံကြည်ရာတစ်ခုရှိတဲ့အခါဘလောက်ရှင်သန်ရတာအတိတ်ပဲရှိပါသလဲ။ပြိုလဲသွားတဲ့အခါပြန်ထူမဲ့ဖို့ခင်းရဲနေတဲ့အခါယုံကြည်ရာတွေဆိုတဲ့စိတ်နဲ့ပြန်လေရှင်သန်ထူမဲ့ရတာဘလောက်အနှစ်သာရရှိပါသလဲ။မိဘတယောက်ကငါသားသမီးလေးပညာတတ်ဖြစ်အောင် ငါစူးစမ်းထားနိုင်ရမည်ဆိုတဲ့စိတ်နဲ့စူးစမ်းရုန်းကန်ရတဲ့အခါဘလောက်ပေးအမိုးတွေတွေ့ပါစေအတိတ်ပေပြည့်ဝနေတာပါပဲဒါဟာယုံကြည်ရာတစ်ခုကြောင်းပဲပေါ့ကျွန်တော်တို့မှာယုံကြည်ချက်တစ်ခုခုရှိတဲ့အခါဘလောက်ပေးအခက်အခဲတွေ့တွေ့ယုံကြည်ရာအတွဲဆိုပြီးနာကျင်မှုကို ရွှေ့သိမ့်နိုင်ကြတာပဲမဟုတ်လားယုံကြည်ချက်ကဘာနဲ့တူလဲဆိုတော့သေကန္နာရထေကရေတံဘူးတစ်ခုနဲ့တူပါတယ်ဘလောက်ပေးတင်မလို့ရှင်မလို့ဖြစ်နေပါစေ ရေတဘူးရှိပါသေးတယ်ဆိုတဲ့စိတ်နဲ့အသက်ဆက်ခွန်အားရှိနေတော့ပါပဲလူတယောက်မှာယုံကြည်ချက်ဆိုတာရှိနေတဲ့မှာလေအဲ့ဒီအခါကျွန်တော်တို့ရဲ့ပျော်လဲမှုတွေဝမ်းနဲ့ကြည်ကွေးရတဲ့နေ့ရက်တွေကိုယုံကြည်ရာတစ်ခုနဲ့ကြိုဖြတ်နိုင်မှာမဟုတ်လားကျွန်တော်တို့ယုံကြည်ချက်တစ်ခုခုအတွေ့အတိတ်ပဲရှိရှိအသက်ဆက်ကြရအောင်ဖြစ်ကိုဖြစ်ရမည်ဆိုတဲ့ယုံကြည်ချက်တစ်ခုခုထားပြီးပန်းနိုင်ကိုရောက်အောင်ခြောက်ကြရအောင်ယုံကြည်ချက်နဲ့မှတ်ခဲ့တဲ့အိမ်မက်ပါပဲမျက်ရည်တွေကျပြီးဝမ်းနဲ့ရတာတော့ ဆက်ရှိတတ်ဖို့ခွန်အားရှိခဲ့တယ်။ယုံကြည်ချက်နဲ့ရှောက်ခဲတဲ့လမ်းတွေပါပဲ။ဒီနေ့တော့ရောက်ရမယ်ဆိုတဲ့စိတ်နဲ့ဒဏ်ရာတွေတောင်ရှုံးနေပါတယ်။ယုံကြည်ချက်နဲ့ဖက်တွေတက်ခဲ့တဲ့တောင်တန်းတွေပါပဲ။မရောက်ခင်ပြုတ်ကြတာတွေကြုံရမှာတည်တည်နဲ့ပျော်ရွှင်တက်ကြွခဲ့ရပါတယ်။ယုံကြည်ချက်နဲ့စိတ်ပျော်ခဲ့တဲ့တစ်ပင်တစ်ပင်ပါပဲ။ပျော်လေးတည်ဆုံးသွားရင်တော့ရည်ရွယ်ချက်ရှိရှိနဲ့ရှင်သန်ခဲ့ရမှာပါပဲ။ယုံကြည်ချက်တွေမတ်တဲ့အိမ်မက်ရေယုံကြည်ချက်နဲ့ဆက်ရတဲ့အသက်ရေ ယုံကြည်ချက်နဲ့လျှောက်ရတဲ့လမ်းရည်ဒဏ်ရာတွေလာပါစေ နာကျင်တာတွေလာပါစေ ပြိုလဲခြင်းကြေကွေးခြင်းတနေ့တော့ပန်းနိုင်ဟာရောက်မှာပါပဲဒါဟာယုံကြည်ခြင်းရဲ့ခွန်အားပဲတခုခုကိုယုံကြည်တတ်ဝင်တဲ့စိတ်နဲ့ပဲရှင်သန်ကြရအောင်အခန်းနှစ်ငါအကြောင်းငါသိတယ်ကိုအကြောင်းကိုသိရင်ဘာတွေလုပ်နိုင်လဲကိုကိုကိုထိန်းကြောင်းနိုင်မယ်ဒုက္ခတောကတွေနဲ့အတတ်နိုင်စွန်းကင်းဝဲစေမယ်တညနေမှာကျွန်တော်ရုပ်ရှင်သွားကြည့်ဖြစ်ပါတယ် အတိမိတ်ဆွေတယောက်ကလေရုပ်ရှင်ကားကိုညွန်းနေတာရေကိုကိုတိုင်ကလေရုပ်ရှင်ကားထဲမှာပါတဲ့ခေါင်းဆောင်မင်းသမီးကိုကျိတ်နှစ်သက်လွန်းသူမို့တွားကြည့်ဖြစ်ခဲ့တာပါတငယ်ချင်းတယောက်နဲ့တွားကြည့်ဖြစ်ခဲ့တယ်ဆိုပါတော့ရုပ်ရှင်လက်မှတ်ဖြတ်တော့4500တန်းကိုဖြတ်ဖြစ်ပါတယ်ယုံလေးရောက်မှပြဿနာကစတာပါပဲရှုပ်ပင်းစန္ဒာကြီးထဲမှာဖွင့်ထားတဲ့အဲ့ဒီရုပ်ရှင်ယုံရဲ့4500တန်းကပိတ်ကားရဲ့ရှစ်ဆုံးတိတိပါပဲအဲ့ဒီတော့အနီးကလွန်းတာကြောင့်ဘလို့မှအဆင်မပြေလှပါဘူး ရုပ်ရှင်ကားကလေတာရိယာပတ်ဆက်တင်တာမို့ရုံထဲမှာလူသိမ့်မရှိလာပါဘူးအများဆုံးအယောက်20နီးပါးလောက်ပဲရှိပါတယ်ရုပ်ရှင်ပြပြီး15မိနစ်လောက်ကြာတဲ့အထိကျွန်တော်မှကြည့်ရတာတက်တောင်းတက်တာမရှိလာတာမို့စိတ်တွေတခုကြံစီမိပါတော့တယ်အဲ့ဒါကတော့လွတ်နေတဲ့အမြင့်တန်းကခုန်ရစီပြောင်းထိုင်လိုက်ဖို့ပါပဲတငယ်ချင်းနဲ့နှစ်ယောက်သားပြောင်းထိုင်ဖို့မထိုင်ဖို့တူရင်းနေကြရင်ရုပ်ရှင်ချိန်နိုင်ရွယ်လောက်မှာတော့ကျွန်တော်တို့အမြင့်တန်းကခုန်ရစီပြောင်းထိုင်ခဲ့ပါတယ် ဲ့ဒီကစပြီးဒုက္ခစားရောက်တော့တာပါပဲတခြားသူတွေကကိုယ့်အကြောင်းကိုမသိနိုင်ကြပေမဲ့ရုပ်ရှင်ုံထင်းမှာထိုင်ခုံပြတဲ့ကောင်းလေးတွေများဝင်လာရင်ငါများလာပြောတော့မလားဆိုတဲ့စိတ်နဲ့စိတ်တိုးကရောက်ရပြန်ပါတယ်ရုပ်ရှင်ကြည့်သူတယောက်များဝင်လာပြင်းရင်လေဒီခုံကသူ့ခုံလားသူကများလာဖေးခိုင်းရင်အချက်ကွေးပြီးဆိုတဲ့စိတ်ကရုပ်ရှင်ုံထင်းကထထွက်ရှင်လောက်အောင်ပါပဲပြနေတဲ့ဟိုရောကားကကြောက်စရာကောင်းလားမကောင်းလားကျွန်တော်စိတ်တွေအာယုံမရတော့ပါဘူးရှစ်စုံမျက်နှာစာတန်းက ကောင်မလေးစီကမင်းသမီးကလှလိုက်တာဆိုတဲ့အတန်ကိုခက်ကြီးကြီးကြားရပေမဲ့ကျွန်တော်မျက်ဝန်းတွေစိတ်တွေကတော့ဟိုးအောက်ဆုံးတန်းထိထိုးဆင်းနေတော့တာပါပဲနှစ်သက်လေးစားရတဲ့မင်းသမီးကိုလေအာယုံမလာတော့ပါဘူးရုပ်ရှင်ကပြီးသွားတဲ့အချိန်မှာကျွန်တော်ရောကျွန်တော်တငယ်ချင်းရောရွှေးစည်းတွေပြန်လို့ပါပဲရုပ်ရှင်ကကကြောက်စရာကောင်းလို့တော့မဟုတ်ခဲ့ပါဘူးကျွန်တော်တို့စိတ်ကကျွန်တော်တို့ကိုခြောက်လန့်ပြီးကြောက်စရာကောင်းခဲ့လို့ပါပဲယုံကြည်ရောက်မှနှစ်ယောက်သားစိတ်ခံစားချက်တွေပြိုပြီးရင်မိုးနိုင်ကြပေမဲ့ အဲ့ဒီအချိန်တုန်းကကျွန်တော်တို့စိတ်ကကျွန်တော်တို့ကိုပြန်၆လန့်ပြန်တင်ပြနေခဲ့တာပါပဲငါအကြောင်းငါတိတယ်ဟုတ်တယ်ကျွန်တော်တို့အကြောင်းကျွန်တော်တို့အသိဆုံးပါပဲကျွန်တော်တို့စိတ်ကိုကျွန်တော်တို့အတက်နိုင်ဆုံးပါပဲနင့်အကြောင်းငါတိတယ်ဆိုတဲ့လူရဲ့အသိဟာကိုတိတာရဲ့အပုံတရားပုံ တပုံတော်မရှိပါဘူးသူများတွေတိတဲ့ကိုအကြောင်းဟာအကင်းမြတာပါပဲကျွန်တော်တို့စိတ်ကမကောင်းတာလုပ်နေရင်လေစိတ်ကအလိုလိုတိနေပါတယ်ကောင်းတာလုပ်ရင်လေစိတ်ကအလိုလိုတိနေတာပါပဲ အဲ့ဒါကြောင့်တခြားသူကိုညာလို့ရပေမဲ့ကိုယ်စိတ်ကိုတော့ညာလို့မရပါဘူးကာယကံဝစီကံဆိုတဲ့အပြုမွန်အပြိုးဆိုကသာတခြားသူကအကေးခတ်နိုင်ပြင်မြင်နိုင်ပေမဲ့မနောကံဆိုတဲ့အတွင်စိတ်တဏ္ဍာကိုတော့ကိုမှတပါဘသူမှမသိနိုင်ပါဘူးကြံရွေကြံစီမှုတွေကိုလေဘသူမှမမြင်နိုင်ပါဘူးအဲ့ဒါကြောင့်ကိုအကြောင်းနဲ့ကိုအတွေးအကြံကိုကိုသာအသိဆုံးပါပဲဒါပေမဲ့လူတွေဟာကိုအကြောင်းကိုသိတာကိုမင့်နေတတ်ကြတာပါပဲအဲ့ဒီလိုမင့်နေတဲ့ချင်းကကိုကိုကိုဒုက္ခပေးတတ်ပါတယ် ကိုယ်စိတ်ကိုတောကပွားစေပါတယ်။စိုးရင်တက်စေပါတယ်။အပူပေးတတ်ပါတယ်။ကိုယ်ကြောင်းကိုသိရင်ဘာတွေလုပ်နိုင်လဲ။ကိုကိုကိုထိန်းကြောင်းနိုင်ပါတယ်။ဒုက္ခတောကတွေနဲ့အတက်နိုင်ဆုံးကင်းဝေးစေပါတယ်။ခုလအတွက်ကိုယ့်ရဲ့ဝင်ငွေကတနေ့9000နှုန်းနဲ့အသုံးကမှအကိတ်လောက်ပဲရှိမယ်ဆိုရင်တစ်ခါစားရင်တပေါင်းခွဲလောက်ကုန်မဲ့ဟုတ်ဖို့စားဖို့တငွေချင်းကခဏခဏခုန်နေလိတ်တင်ပါသလားသိချာတာတော့လိတ်သွားအောင်ပါပဲကျွန်တော်တို့လူမျိုးတွေကအာနာတက်ပါတယ် တဖက်သူကိုကို့မှာအဲ့ဒီလောက်မရှိကြောင်းထုတ်ပြောဖို့ကိုလေသိခါကြစရာလို့တွေးတက်ကြပါတယ်။အဲ့ဒါကကျွန်တော်တို့အကြောင်းကိုကျွန်တော်တို့လေရလူရှုံမင်းချတာပါပဲ။ကိုအကြောင်းကိုမသိတာပါ။ကိုအကြောင်းကိုမသိတာမို့ဒုက္ခပွားရပါပြီ။ဝင်ဝင်နဲ့ထွက်ငွေမမျှတာမို့ဒုက္ခပွားရပြီ။အကျွေးရှေ့ရပါတော့မယ်။ဒါဟာကိုအကြောင်းကိုမသိခြင်းကြောင့်လေရလူရှုရှင်းကြောင့်ဖြစ်ပေါ်တဲ့အကျိုးဆက်ပါ။ဘာသာတရားရဲ့အယူအဆအယဆိုကိုစိတ်ကိုမထင်းရှုပ်လိုက်နိုင်ခြင်းပါပဲ။ ကျွန်တော်ရုပ်ချင်ကြည့်တော့ကခံစားရတဲ့ဒုက္ခဟာကျွန်တော်အကြောင်းကျွန်တော်မသိရှင်းအောင်ဆောင်ရှင်းကြောင်းဖြစ်ရတဲ့အကျိုးဆက်ပါပဲလူတွေကပြောကြပါတယ်မကောင်းတာတွေလုပ်နေတဲ့သူတွေများမကြောက်တက်လိုက်ကြတာဆိုတဲ့စကားပါပဲတကယ်တော့သူတို့ခဏခဏချောက်လန့်ခံနေရပြီးကြောက်လန့်နေခဲ့ကြပါတယ်တခြားသူတွေကတော့မဟုတ်ပါဘူးသူတို့စိတ်ကိုသူတို့ကြောက်နေခဲ့ရတာပါမသိရှင်းအောင်ဆောင်ပြီးဘာမှမဖြစ်သလိုသာနေကြတာပါဒါဟာကိုယ့်အကြောင်းကိုသိနေခြင်းပါပဲကျွန်တော်တို့ဟာကိုယ့်အကြောင်းကိုသိပါတယ် အဲ့ဒီစိတ်ကိုမေ့ပြောင်းမသွားဖို့ကျွန်တော်တို့တတိကထင်းချောင်းကြရပါမယ်ကိုချောင်းကိုတိတာကို လေးလျူမရှိပေအမြဲတတိကထားရင်ဘာတွေရနိုင်လဲမဟုတ်တာလောက်တော့မှာကိုတားဆီးနိုင်လာမယ်မမှန်တာပြောတော့မှာကိုထင်းရှုပ်နိုင်လာမယ်မတက်နိုင်တာကိုဝင်မင်းတော့မှာကိုအတိနဲ့ထင်းရှုပ်ထားနိုင်မယ်မဆန့်တော့တာကိုဆက်စားပြီးဒုက္ခဖြစ်မှမျိုးကိုချောင်းကြည့်နိုင်လာတယ်မရှိတာကိုအရှိလုပြတာမျိုးမလုပ်ရှင်တော့ပါဘူးမကောင်းတဲ့စိတ်မွေးမိတဲ့အခါအလင်းမီမောင်းထုတ်ပြစ်နိုင်လာတယ် ကိုယ်ကျမ်းမာရေးကိုဂယူစိတ်တက်ဖို့သိလာမယ်။ကိုကိုကိုကောင်းကောင်းစီမံခန့်ခွဲတက်လာမယ်။ကိုကျောင်းကိုသိရှင် ကိုအသည့်ကိုလျှစ်လျူမရှုရှင်းကအကျိုးကျေးဇူးအများကြီးရစေပါれ။လောကကြီးမှာ ကိုကျောင်းကိုသာအသိဆုံးပါပဲ။အဲ့ဒီလိုပဲကိုကျောင်းကိုလျှစ်လျူအရှုဆုံးရလေကိုပါပဲ။တခြားသူသိတယ်ဆိုတဲ့ကိုအကျောင်းက ကိုဖော်ထားတဲ့မိခွက်အပြင်ကအစတေးတေးလေးမျှတာပါပဲ။မိခွက်တွေကရှယ်လျားတဲ့ပိဿကိုကိုသာအသိဆုံးပါပဲ။ကိုကျောင်းကိုအသိဆုံးပါပဲ။ စိတ်ဒုက္ခဒုက္ခတွေမဖြစ်ဖို့ကိုယ့်ကိုယ်ကိုအကောင်းဆုံးစီမံခန့်ခွဲတတ်ဖို့ကိုယ့်စိတ်ကိုကိုယ့်အသည့်ကိုလျှက်လျူမရှုပေနေရပါမယ်။အမြင်အမှတ်ရသတိရှိနေရမှာကငါအကြောင်းငါတိတွေဆိုတာပါပဲ။ကိုယ့်အိမ်မက်ကိုယ်တိတဲ့အခါကိုယ်လန်းကိုယ်လျှောက်ဖို့ကိုယ့်အတွေးကိုထိန်းချောင်းနိုင်လာတယ်။ကိုယ့်ဝင်ငွေကိုယ်တိတဲ့အခါကိုယ့်စိတ်ကိုထိန်းလို့ကိုယ့်ထွက်ငွေကိုယ်စီမံတတ်လာတယ်။ကိုယ့်စိတ်ကိုယ်တိတဲ့အခါကိုယ့်မကောင်းတဲ့အမှုန်ကျင့်ကိုကိုယ့်အသည့်နဲ့ကိုယ်ထိန်းချောင်းတတ်လာတယ်။ ကိုအကျင့်ကိုတီးတဲ့အခါကိုအတွေးကိုချိန်လို့ကိုအကျင့်ကိုတင့်မဲ့တက်လာတယ်ကိုယူဆကိုတိမြင်တဲ့အခါကိုတိကိုချိန်လို့ကိုကိုကိုအစွန်းမရောက်ဖို့အမြင်တက်လာတယ်ကိုအတ္တကိုတီးတဲ့အခါကိုတန်တန်ကိုချိန်လို့ကိုကိုကို လူပီတအောင်နေတက်လာတယ်ကိုအကြောင်းကိုတီးတဲ့အခါသူများအကြောင်းမတွေ့တော့ပဲကိုကိုကိုကောင်းကောင်းစီမံခန့်ခွဲတက်လာတယ်အခန်း၃ငါအတွက်ငါရှိတယ် ဘသူတွေဘလောက်ပင်စိတ်တဲ့ကြောင့်အောင်လုပ်နေပါစေငါ့အတွက်ငါရှိရေဆိုတဲ့စိတ်နဲ့တွန်းကန်ရှင်သန်ရပါမယ်ငါပြိုလေးတဲ့အခါထူမဲ့ပေးဖို့ငါရှိတယ်ငါလမ်းပြောင်းနေတဲ့အခါလမ်းစပြန်ရှာဖို့ငါရှိတယ်ငါငိုကြွေးရတဲ့အခါမျက်ရည်သုံးပေးဖို့ငါရှိတယ်ငါမှောင်မိတ်နေတဲ့အခါအလင်းရဖို့ငါရှိတယ်ငါကြေကွေးရတဲ့အခါနှစ်သိမ့်ပေးဖို့ငါရှိတယ်ငါတက်တဲ့ရှင်တဲ့အခါတွန်းကန်ရှင်သန်ဖို့ငါရှိတယ် ငါကောင်းမွန်ရှင်သန်စွာရှိနေဖို့ငါရှိကိုရှိနေရပါမယ်။ဘဝမှာကိုမဖြစ်ရှင်တာတွေအများကြီးလေဖြစ်ခဲဖူးပါလိမ့်မယ်။ကိုဖြစ်ရှင်တာတွေလည်းအများကြီးလွေးခဲဖူးကြပါလိမ့်မယ်။ငိုကြွေးရတဲ့နေ့တွေလည်းအများကြီးရှိခဲဖူးမှာဖြစ်သလိုပျော်ရွှင်ရတဲ့နေ့တွေလည်းအများကြီးရှိခဲကြမှာပါပဲ။မတည်မြဲတဲ့လောကကြီးမှာတည်မြဲခြင်းတွေချင်းမလာနိုင်တာသိပေမဲ့ကောင်းတာတွေချင်းပဲလာချင်ကြတာလူသဘောပဲမဟုတ်လား။ကျွန်တော်တို့လေပုထုဇဉ်လူသားတယောက်မို့ကောင်းတာတွေချင်းလာစေချင်ခဲ့တာပါပဲ။ ကိုဖြစ်ရှင်နာတွေချေတစိမ့်မမဲ့ဖြစ်လာစေခြင်းခဲ့တာပါပဲဒါပေမဲ့လောကဆိုတာမာယာများတယ်မဟုတ်လားသူဖြစ်ရှင်နာတွေကို ဖြစ်ရှာလိုက်တဲ့အခါကိုဖြစ်ရှင်နာနဲ့မတူညီတဲ့အခါကျွန်တော်တို့မှာအလေးလေးပြိုပြိုပါပဲငိုကြွေးကြရတယ်နတ်ကျင်ကြရတယ်ကျွန်တော်တို့ကိုနတ်ကျင်စေတဲ့ပဝန်းကျင်ကနေထွက်ပြေးရှင်ကြပါတယ်ကျွန်တော်တို့လိုလူငယ်တွေအတွက်ပိုဆိုးတာပါပဲခန္ဓာရင်အင်အားတစ်ခုမရှိသေးခင်မှာပျော်လေးကြရတဲ့အခါပြန်ထဖို့ကြောက်နေခင်ကြတာပါပဲ ဘာမှထက်မလို့ရှင်ဘာမှလေးထက်မလို့ရေးလောက်အောင်ကြောက်နေတော့တာပါပဲပြန်ထဖို့သာခွန်အားမယူခဲ့ရင်ကျွန်တော်တို့ကြာချုံကြရတော့တာပါပဲအဲ့ဒါကိုရင်ဆိုင်ဖို့ကျွန်တော်တို့မှာတစုံတစ်ခုရှိနေမှမသိခဲ့ကြပါဘူးကျွန်တော်ငယ်ငယ်ကမိဘဆွေမျိုးတွေညာတိတွေနဲ့နေကြရတာကြောင့်ဘာလေးပဲဖြစ်လာဖြစ်လာဘာအကြောင်းကိစ္စပဲရှိရှိသူတို့ကပဲဖြည့်ရှင်းပေးကြရတာပါအဲ့ဒီအတွက်ကျွန်တော်မှာဘာအခက်ခဲမှမရှိခဲ့ပါဘူးကျောင်းရံမုံငွေချင်းမသွင်းရတဲ့တာပဲဖြစ်ဖြစ် ကျောင်းအသင်းကြီးမပေးရသေးတာပဲဖြစ်ဖြစ်ကျွန်တော်စိတ်မပူရပါဘူးအမေစီမာပဲဖြစ်ဖြစ်အဖေစီမာပဲဖြစ်ဖြစ်ဖွင့်ပြောပြလိုက်တာနဲ့တရက်မဟုတ်တရက်တော့ပေးသွင်းနိုင်ခဲ့တာပါပဲမိဘမှာမရှိသေးလို့မသွင်းနိုင်သေးလို့စောင့်ဆိုင်းရတဲ့ရက်တွေရှိပေမဲ့ငါမိဘရှိတယ်သူတို့ပေးမှာဆိုတဲ့အသည့်နဲ့မျိုးလင်းချက်တွေတော့ရှိတာပဲမဟုတ်လားကျွန်တော်တို့ရဲ့ပြဿနာအခက်ခဲတွေရင်ဆိုင်ဖို့ကျွန်တော်တို့မှာမိခိုစရာရှိနေခဲ့တာပါပဲငငယ်ကမောင်နှမတွေနဲ့တသိတမြိတ်နေခဲ့ရတာကြောင့် သူများအနိုင်ကျင့်ဆိုကားခံရတာလေးနေပါခဲ့ပါတယ်။သူ့အမဘဲမှာရှိတယ်သွားမလုံးနဲ့သူ့အကိုဘဲမှာရှိတယ်ထားလိုက်ပါတော့ကွာနဲ့ရွေးသူရှင်အနိုင်ကျင့်ခံရမှုနေပါခဲ့တာလေးအမှန်ပါပဲ။မိတွေ့စရာဖတ်တွေ့စရာတွေကကျွန်တော်တို့ကိုခွန်အားတွေပေးခဲ့တာအမှန်ပါ။ဒါပေမဲ့လောကကြီးမှာဘသူမှအနာမရှိတဲ့အခိုက်အတန့်တွေဘသူကိုမှဖတ်တွေ့ထားလို့မရနိုင်တဲ့ကာလမျိုးတွေဆိုတာရှိလာတာပါပဲ။အဲ့ဒီအခါကျွန်တော်တို့အတွက်ကျွန်တော်တို့သာဖေးမပေးနိုင်ဖို့ အလိုအဆုံဆိုတာတဖြည်းဖြည်းသိလာခဲ့ရတာပါပဲကျွန်တော်အသက်16နှစ်အစပိုင်းမှာပဲကျွန်တော်အိမ်နဲ့ခွေပြီးတယောက်တည်းနေခဲ့ရပါတယ်မိဘအရိတ်ကနေလွတ်သွားတဲ့အခါပူတန်တွေစက်ခံရတော့တာပါပဲလူတွေအချင်းချင်းဖိနှိပ်တာခံရတယ်ပတ်ဝန်းကျင်နဲ့သဟာဇာရမဖြစ်လို့ညှိယူခဲ့ရတဲ့ကာလတွေအများကြီးရှိခဲ့ပါတယ်မျက်ရည်တွေနဲ့အိပ်စက်ခဲ့ရတဲ့ညတွေအများကြီးရှိသလိုလူတွေနဲ့ဝေးရထွက်သွားရှင်တဲ့ကာလတွေလည်းရှိခဲ့ပါတယ်ပြေးသွားတာကမှကောင်းသေးတယ်ဆိုပြီးတွေးမိတဲ့ကာလတွေရှိသလို အမောင်းအခန်းကျင်းလေးထဲမှာလူမသိသူမသိနှာကျင်ရတဲ့နေရက်တွေလေးရှိခဲ့ပါတယ်။အဝေးကြီးမှာရှိတဲ့မိဘတွေစီဖြစ်သမျှပြောပြနေလို့မရတဲ့ကာလမျိုးတွေရင်ဆိုင်လာရတဲ့အခါကျွန်တော်တို့အားနဲ့ကျွန်တော်တို့ရင်ဆိုင်ရတော့တာပါပဲ။အသေးအမွှားလေးဖြစ်တဲ့အလုတ်အင်တာဗျူးဝင်ရတဲ့အခါမျိုးတွေမှာပဲဖြစ်ဖြစ် ကျွန်တော်တို့အတွေ့ကျွန်တော်တို့သာရှိနေခဲ့ကြောင်းစသတိလာခဲ့ရပါတယ်။ကိုယ့်ရဲ့ဘေဘက်လက်ကိုညာဘက်လက်နဲ့ဆုပ်ကင်ပြီးနှွေးနှွေးထွေးထွေးအားပေးရတော့တာပါပဲ။အစင်းပြမှာပါဆိုပြီးအတင်းရတာမျိုးဟာ ကိုယ့်အတွက်ကိုယ်အားပေးတာပဲမဟုတ်လားအိမ်လခပေးဖို့ခက်ခဲတဲ့ကာလတွေခမင်းငက်ခဲတဲ့နေ့တွေဆိုဘသူ့ရောမလေးထုံမပြိုရီငါရှင်သန်ရအောင်မယ်ငါအတွက်ငါရှိတယ်ဆိုပြီးရုန်းကန်ရှင်သန်ကြရတာပါပဲလောကကြီးမှာနေထိုင်ရတဲ့အခါတယောက်နဲ့တယောက်ဖက်တွေမြင်တင်ပြီးနေထိုင်ကြရတာအမှန်ပါပဲဒါပေမဲ့ဘသူ့မှကိုယ်အနာမရှိနိုင်တဲ့အခါပြိုလေးကြာဆုံးခံလိုက်လို့မှမရတာကိုရှင်သန်ဖြစ်တည်နိုင်ဖို့လောရခီရောက်နိုင်ဖို့ ကိုကိုကိုပဲအကူရတော့တာပါပဲဝင်းကပါလိုင်ကိုယ်လေးကိုတယောက်တည်းရောက်သွားတဲ့လူတယောက်ဟာပြန်မထွက်နိုင်တော့ဘူးဆိုပါတော့ဘယ်သူမှကင်းမဲ့သူမရှိတော့ပါဘူးဆိုပြီးငိုကြွေးကြွှန်းခံလိုက်ရင်တော့တေမာကျင်းတယ်ပါပဲဒါပေမဲ့အသက်နဲ့ခန္ဓာမြင်းနေသူရဲ့ငါ့အတွက်ငါထွက်နိုင်မဲ့ဝင်းကပါထွက်ပေါက်ကိုငါရှာနိုင်ရမည်ဆိုပြီးစ조사ရှာဖွေတဲ့သူကတော့ဒီနေ့မှတွေ့မှာပါပဲမတွေ့သည်ရှိဦးတော့ငိုကြွေးကြောက်ရွံ့မှုတွေနဲ့မသေးဆုံးရပဲငါ့အတွက်ငါရှိသေးပါလားဆိုတော့ မကြောက်မရွံ့စိတ်ကြိုးစားလိုစိတ်နဲ့တည်သွားရတာဘလောက်နောင်တကင်းပါသလဲလူတွေကရီးစားနဲ့ပြတ်တဲ့အခါငါ့အတွက်သူမရှိတော့ဘူးဆိုတဲ့စိတ်နဲ့ပျော်လင်းကြရတယ်။တငင်းချင်းတယောက်ကတခြားတယောက်နဲ့ပိုရှစ်ခင်သွားကြတဲ့အခါငါကကောင်းပါလေငါ့ကိုထားသွားရဲ့လိုက်တာဆိုတဲ့စိတ်နဲ့ဝမ်းနည်းကြရတယ်။အဖွဲစည်းတစ်ခုနေရာတစ်ခုကနေပစိမ့်နေရာပစိမ့်တွေကြားတယ်ပြောင်းရွှေ့လိုက်ကြရတဲ့အခါကြေကွေးတော့ကဖြစ်ကြရတယ်။ကိုယ့်အတွက်ကိုယ်အမြဲပါနေတာ ကိုရှင်သန်မှုအတွက်ကိုရန်ဖြစ်တည်ရှင်သန်ရရုံးကန်နေရတာကိုမီလီယိုနေခဲ့ကြတယ်တကယ်တော့ကိုဘေဘက်လက်အလုံးလုံးတဲ့အခါညာဘက်လက်ကဖြစ်စည်းကူညီပေးနိုင်တယ်ဆိုတာကိုမျက်နေခင်ကြတယ်။ကိုနှလုံးသားကနာကျင်တဲ့အခါကိုဦးနှောက်ကထိန်းချုပ်ကူညီပေးနိုင်တာကိုမျက်နေခင်ကြတယ်။ကိုအတွက်ကိုအလိုအပ်ဆုံးဆိုတာမျက်နေခင်တာပါပဲ။တကယ်တော့ကျွန်တော်တို့အတွက်အလိုအပ်ဆုံးဟာကျွန်တော်တို့ပါပဲ။ကိုရဲ့ကြာရှုံးမှုအတွက်ကိုကိုယ်တိုင်ယုံထမရှင်းသင်ရင် ဘဝတိုက်ပွဲမှာအပြီးရှုံးနိသွားပြီမဟုတ်လားဘဝတစ်ခုလုံးကျွန်တော်တို့ကြာရှုံးသွားမှာပါပဲဘယ်သူတွေဘလောက်ပဲတွေးထူဖိမှနေပါစေကျွန်တော်တို့ထားလို့စိတ်မရှိတဲ့အခါမတ်တက်ရက်နိုင်ပါမလဲလားမိဘကဘလောက်ပဲပညာရှင်ဖြစ်အောင်ကြောင်းပေါင်းစုံထားပေးနိုင်ပါစေစ조사ဖြစ်တည်လို့စိတ်ကိုယ်မှသာမရှိတဲ့အခါနေပေတစ်ခုရဲ့ပညာရှင်တယောက်ဖြစ်လာပါမလဲလားအဲ့ဒီအတွက်ကိုယ့်အတွက်ကိုရှိနေရပါမယ်ကိုယ့်ရှင်သန်မှုအတွက်ကိုယုံကံနေရပါမယ် ဘသူတွေဘလောက်ပေးတွန်းချပါစေငါအဲ့အတွက်ငါရှိတယ်ဆိုတဲ့စိတ်နဲ့အမြင့်ဆုံးရောက်အောင်တက်ရပါမယ်ဘသူတွေဘလောက်ပေးစိတ်တဲ့ကြောင့်အောင်လုပ်နေပါစေငါအဲ့အတွက်ငါရှိတယ်ဆိုတဲ့စိတ်နဲ့တွန်းကန်ရှင်သန်ရပါမယ်ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်ပြိုလေသွားပါစေငါအဲ့အတွက်ငါရှိတယ်ဆိုတဲ့စိတ်နဲ့ယုံထရှင်သန်ရပါမယ်ကျွန်တော်တို့စိတ်ထဲမှာအမြင်မှတ်ထားရမှာကငါအဲ့အတွက်ငါရှိတယ်ဆိုတာပါပဲရောင်နေကိုမြင်တွေ့ရဖို့မနှက်ခင်းတွေအတွက်ကိုရှိနေဖို့လိုအပ်တယ်အိမ်မက်တွေကိုအကောင့်တွေပို့ဖို့ ကိုယ့်အတွက်ကိုရှိတာသိနေဖို့လိုအပ်တယ်။ပြောင်းလဲတတ်တဲ့လူတွေကိုပြောင်းပြောင်းကလေးကျင့်နေနိုင်ဖို့ကိုယ့်အတွက်ကိုရှိတာသိနေဖို့လိုအပ်တယ်။ငရေတွေကိုခွန်အားဖြင့်ပြောင်းလဲနိုင်ဖို့ကိုယ့်အတွက်ကိုရှိတာသိနေဖို့လိုအပ်တယ်။ကိုထင်သလိုဖြစ်မလာတဲ့အခါထက်ကြိုးစားရုန်းကန်နိုင်ဖို့ကိုယ့်အတွက်ကိုရှိတာသိနေဖို့လိုအပ်တယ်။ဘသူမှအနားမှာမရှိတော့တဲ့အခါဘသူမှအနားမှာမရှိတော့တဲ့အခါကိုယ့်ဘာသာရှင်သန်ဖြစ်တည်ဖို့ကိုယ့်အတွက်ကိုရှိတာသိနေဖို့လိုအပ်တယ်။ပြိုလဲမှုတွေအခါခါကြုံရတဲ့အခါ ထက်ခါထက်ခါပြန်ထနိုင်ဖို့ကို့အတွက်ကို့ရှိတာသိနေဖို့လိုအပ်တယ်။ကို့ဖြစ်တည်မှုကိုဘယ်သူမှလက်မခံနိုင်တဲ့အခါကို့အတွက်ကို့ရှိတာသိနေဖို့လိုအပ်တယ်။တခုခုအတွက်မရက်တည်နိုင်လို့လို့တက်တည်ဖို့စိတ်ကူးမိတဲ့အခါတိုင်းကို့အတွက်ကို့ရှိတာသိနေဖို့လိုအပ်တယ်။အခန်းလေးကို့ကိုယ်ကိုစီမံခန့်ခွဲရှင် self management ကိုမဖြစ်ရှင်တာတွေကိုကြိတ်မိတ်မလုပ်ပါနဲ့ဘဝတော်တော်လေးမှာစိတ်မချမ်းမြေ့ခြင်းနဲ့အတိတ်ပင်မဲ့ရှင်သန်တည်ဆုံးရပါလိမ့်မယ် ငါအတွက်ငါရှိတယ်လို့ကိုကိုကိုယုံကြည်ကိုးစားရဖို့ဆိုတာကိုတိုင်ကစိတ်သက်ခိုင်မာပြီးတန်မာနေဖို့လိုပါတယ်။ဘာပဲလာလာရင်ဆိုင်ရတဲ့တတ္တိရှိနေဖို့လိုပါတယ်။ကိုကိုကို ပြန်တင်မှတ်နိုင်ဖို့ယုံကြည်ချက်ရှိဖို့လေးလိုပါသေးတယ်။ကိုကိုကိုလေးပြန်စီမံခန့်ခွဲနိုင်ရပါမယ်။တနည်းအားဖြင့်တော့ကိုစိတ်ကိုထိန်းကျောင်းနိုင်ရမယ်ပေါ့။ဘဝမှာစိတ်ရှမ်းမြေ့ပြွရွှင်ပြီးကိုကိုကိုကွန်ဖီဒန့်ရှိရှိနဲ့ယက်တည်နိုင်ဖို့ဆိုရင်တော့ကိုကိုကိုစီမံခန့်ခွဲမှုလုပ်ရပါတော့မယ်။နံပါတ်၁ ိုဘဝကိုစီမံခန့်ခွဲရှင်းကိုကိုကိုတည်တတ်တဲ့အရွယ်တစ်ခုရောက်လာရင်တော့စာဖတ်နိုင်အောင် ကြိုးစားရမှာပါပဲလက်ကျင့်မွေးမြူရမှာပါပဲသုတရသစာပေဖတ်ရှင်စိတ်ပေါအောင်ကြိုးစားရမှာပါចောင်းစာမှာမတင်ကြားရတဲ့အတွေ့အကြုံအတွေးခိုတွေကိုပြင်မသုတရသစာအုပ်တွေကသာရနိုင်မှာမို့ပါဘယ်နေရာကပဲဖြစ်ဖြစ်ခုခေတ်မှာစာဖတ်ဖို့အလွယ်နေပါပြီအွန်လိုင်းကဖြစ်ဖြစ်စာအုပ်နဲ့ပဲဖြစ်ဖြစ်ဘယ်နေရာကပဲဖတ်ဖတ်စာဖတ်ဖြစ်အောင်ကြိုးစားရပါမယ် စာအုပ်တွေစာပေတွေကလည်းအကျိုးအကြောင်းကိုသိမြင်နိုင်ပါတယ်။ဘဝကိုဘလို့ရှင်သန်ရည်တည်မလေးဆိုတဲ့အတွေးခေါ်တွေကိုလမ်းပြပေးနိုင်ပါတယ်။အဲ့ဒီအခါကိုယ်ဘာဖြစ်ရှင်တာလဲစဉ်းစားတွေးခေါ်တက်လာပါလိမ့်မယ်။အဲ့ဒီလိုကိုယ်ဖြစ်ရှင်တာကိုသိလာတဲ့အခါရည်ရွယ်ချက်ပန်းတိုင်တွေရှာမှတ်ရပါမယ်။ကိုယ်ဖြစ်ရှင်တာကိုရောက်အောင်သွားနိုင်မဲ့လမ်းကြောင်းတွေရွေးဖို့အဲ့ဒီရည်ရွယ်ချက်စီသွားနိုင်မဲ့အတတ်ပညာအသိပညာတွေလေးသင်ယူရပါမယ်။မိဘကတော့သူတို့ဖြစ်စေရှင်တာကိုပုံသွင်းလောက်ခိုင်းပါပါပဲ။ ကိုဖြစ်ရှင်တာကိုမိဘနဲ့ညှိနှိုင်းဖြစ်ရှာပြီးရအောင်လုပ်ရတာပါပဲဘဝကမောနှမ်းမင်းအလိုကြစီစဉ်တာမဟုတ်တဲ့အတွက်ဘာအခက်အခဲဘာအတားအဆီးပဲလာလာရအောင်သွားမယ်ဆိုတဲ့စိတ်နဲ့သွားကြရမှာပါပဲရင်ဆိုင်ဖြစ်ချင်းဖို့ကြိုးစားရပါမယ်တခုမရရင်တခုဆိုပြီးဟိုဟာလိုလိုဒီဟာလိုလို ရောင်၆၀တင်ယူနေရင်တော့ဘာမှဖြစ်လာမှာမဟုတ်ပါဘူးကိုမဖြစ်ရှင်တာတွေကိုစိတ်မိတ်မလုပ်ပါနဲ့ဘဝတော်တော်လေးမှာစိတ်မချမ်းမြေ့ခြင်းနဲ့အတိတ်ပဲမြင်ချမ်းသာတည်ဆုံးရပါလိမ့်မယ် မိဘကဘဝတစ်လျှောက်လုံးလက်စီမံခန့်ခွဲပေးနိုင်မှာမဟုတ်ပါဘူးကိုကိုကိုကောင်းကောင်းစီမံခန့်ခွဲနိုင်အောင်ကြိုးစားရပါလိမ့်မယ်ယုံကြည်ချက်တစ်ခုခုကိုကိုဘာသာစီမံခန့်ခွဲပြီးရောက်အောင်တွားရတာလောက်ဘဝမှာအရသာရှိတာမရှိပါဘူးကိုဘဝကိုစီမံခန့်ခွဲနိုင်အောင်ကြိုးစားပါနံပါတ်1ကိုအချင်းကိုစီမံခန့်ခွဲရှင်ကိုဘဝကိုလျှောက်လှမ်းရတဲ့အခါကိုနဲ့သက်ဆိုင်တဲ့အရာအားလုံးကကိုယ့်ပေါ်မှာတာဝန်ရှိခဲ့ပါပြီ။ မိဘရင်ခွင်မှာနေတော့ကတော့မိဘရဲ့စီမံခန့်ခွဲမှုအောက်မှာဘာမှပြုပြင်စရာမရှိပါဘူးကိုလန်းကိုရှောက်ကိုအားကိုကိုရတဲ့အခါမှာတော့ကိုကိုကိုစီမံခန့်ခွဲရပါပြီအဲ့ဒီအခါအရှိန်ကိုစီမံခန့်ခွဲဖို့လိုလာပါပြီကိုရည်ရွယ်ချက်ယုံကြည်ချက်စီသွားဖို့အရှိန်ကိုကောင်းကောင်းစီမံခန့်ခွဲရပါတော့မေးသွားချင်တာသွားစားချင်တာစားနေချင်တာနေလို့မရပါဘူးအင်တာနက်ပေါ်စစ်နေရသည်တက်နေလို့လည်းမဖြစ်ပါဘူးဘေးချင်းထမေဘေးချင်းစားမေဘေးချင်းမှာထလုံးမေ ဘေးချင်းမှာလှုပ်လို့မင်းဘေးချင်းအားကစားလုပ်ပြီးဘေးအချင်းစိတ်လွတ်လပ်မှုပေးမယ်ဘေးချင်းစာဖတ်မယ်အိတ်မေဆိုတာတွေကို ကောင်းကောင်းစီမံခန့်ခွဲမှုလုပ်ရပါတော့မယ်အရှင်ကိုကောင်းကောင်းစီမံမခန့်ခွဲရင်အရှင်ကကိုယ့်ကိုအစင်မပြေမှုတွေနဲ့ထားရစ်ခဲ့ပါလိမ့်မယ်ကိုဘဝကိုအကောင်းဆုံးတိဆောက်ခြင်းတဲ့သူဟာကိုယ့်အချင်းကိုကောင်းကောင်းစီမံခန့်ခွဲရပါမယ်နံပါတ်3ကိုယ့်ပတ်ဝန်းကျင်ကိုစီမံခန့်ခွဲခြင်း ကိုဘဝကိုအကောင်းဆုံးတည်ဆောက်တဲ့အခါပတ်ဝန်းကျင်ဆိုတာလည်းမပါမဖြစ်ပါပဲကိုနဲ့ပတ်သက်ဆက်နွယ်ရာပတ်ဝန်းကျင်တွေရှိလာသလိုကိုသွားပြီးပတ်သက်ဆက်နွယ်တဲ့ပတ်ဝန်းကျင်တွေလည်းရှိလာမှာပါပဲအဲ့ဒီအခါကိုဘဝကိုအကောင်းဆုံးတည်ဆောက်နိုင်ဖို့အတွက်ကိုဖြတ်တန်းရှင်သန်ရမယ့်ပတ်ဝန်းကျင်ကိုလေကိုဘာသာစီမံခန့်ခွဲရပါမယ်ကိုယ်ကိုစိတ်မချမ်းမြေမုံအမြဲပေးမဲ့ပတ်ဝန်းကျင်ကိုရှောင်ကြဉ်ရပါမယ်။ကို့ကြိုးစားမှုကိုအတိမတ်မပြုတဲ့အပြင်ကို့အည်အသွေးကိုဘာမှအသုံးမချရတဲ့ပတ်ဝန်းကျင်မျိုးကိုလည်းရှောင်ကြဉ်ရပါမယ်။ ကို့အတွက်ကောင်းချောပေးပြီးကို့ရည်ရွယ်ချက်ကိုလမ်းပြပေးနိုင်မဲ့ပတ်ဝန်းကျင်မျိုးကိုရွေးချယ်ရပါမယ်။ကို့ဘဝကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားတည်ဆောက်တဲ့အခါကို့ပတ်ဝန်းကျင်ကိုကို့ဘာသာစီမံခန့်ခွဲမှုမလုပ်တတ်ရင်တော့ဖြင်းသလိုဖြစ်လာမှာမဟုတ်ပါဘူး။ကို့ပတ်ဝန်းကျင်ကိုစီမံခန့်ခွဲပြီးနေထိုင်တတ်အောင်ကြိုးစားရပါမယ်။နံပါတ်၄ကို့ကျန်းမာရေးကိုစီမံခန့်ခွဲရှင်းမကျန်းမာရင်ဘာမှလုပ်မရပါဘူး။ငါအတွက်ငါရှိတယ်လို့ယုံကြည်ကြိုးစားဖို့ဆိုတာ ကျမ်းမာနေဖို့လေးလိုပါတယ်။မကျမ်းမာရင်ဘာမှလုပ်မရပါဘူး။ကျမ်းမာရေးကောင်းနေမှသာလိုရာကို၆လန်းနိုင်မှာပါ။မကျမ်းမာရင်တော့အရာရာချုံနေရတာပါပဲ။ကျမ်းမာခြင်းကဘာနဲ့မှလင်းမရပါဘူး။အဲ့ဒီအတွက်ကိုယ်ကျမ်းမာရေးကိုစီမံခန့်ခွဲရပါမယ်။ကျမ်းမာဖို့အတွက်အစားအသောက်အနေထိုင်အပြုမှုတွေကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ရပါမယ်။ကျမ်းမာအောင်အားကစားလုပ်ရမယ်။အစားအသောက်ကိုရွေးရှည်စားသုံးတတ်ရမယ်။ အိတ်ရှင်ထချင်ကိုစနေတကြနေထိုင်ပြုံမုံတက်ရမယ်အဲ့ဒီလိုဂျမ်းမအောင်စီမံခန့်ခွဲနေထိုင်ပြီဆိုရင်ဘဝကရှမ်းမြေပြုံရွှင်ပြီးလောရာကိုဆက်သွားနိုင်ပါလိမ့်မယ်ဂျမ်းမမတာကိုဘဝကိုကောင်းကောင်းစီမံခန့်ခွဲနိုင်မှာပါအဲ့ဒီတွင်ကိုဂျမ်းမရေကိုစီမံခန့်ခွဲနိုင်ရပါမယ်နံပါတ်5ကိုစိတ်ကိုစီမံခန့်ခွဲရှင်စိတ်ဆိုတာစကလုံးတစ်ခုတည်းပဲမြေကြီးမားကြည်ပြန့်ပြီးနှက်ချိုင်းလွန်းလာပါတယ် ကိုယ်စိတ်ကိုသာမပိုင်နိုင်မစီမံမခန့်ခွဲနိုင်ရင်အပေါ်ကဘာတစ်ခုကိုမှစီမံခန့်ခွဲနိုင်မှာမဟုတ်ပါဘူးစိတ်ကိုဘလို့စီမံခန့်ခွဲမလဲစိတ်ကိုလွတ်ထွက်မသွားအောင် ထိန်းချုပ်နိုင်ခြင်းနဲ့စီမံခန့်ခွဲရပါမယ်ကိုယုံကြည်တဲ့ဘာသာရဲ့အယူအဆတွေအရစိတ်ကိုထိန်းချုပ်ရှင်ပฏิကက်နေအောင်ပြုလုပ်ရှင်တွေလုပ်နိုင်ပါတယ် ကျွန်တော်တို့ဗုဒ္ဓဘာသာမှာဆိုတရားထိုင်ရှင်ပฏิစိတ်ရှင်တွေနဲ့ကိုယ်စိတ်ကိုစူးစီးရှင်လွတ်ထွက်မသွားအောင်ထိ ंछ ုပ်ခြင်းတွေပြုလုပ်နိုင်ကြပါတယ်။ယောဂကျင့်ရှင်လိုဟာမျိုးတွေနဲ့လေစိတ်ကိုတည်ငြိမ်အောင်စူးစီးနိုင်ပါတယ်။စိတ်ကိုထိ ंछ ုပ်ရှင်စီမံခန့်ခွဲရှင်းတာကောင်းကောင်းမလုပ်နိုင်ရင်ကိုယ်ဘဝကိုယ်လေးစီမံခန့်ခွဲမရပါဘူး။လှုပ်ရှင်တာတွေပေါ်လာတိုင်းတောင်ရောက်မြောက်ရောက်ရွရွချက်မျိုးစုံလုပ်နေပါလိမ့်မယ်။ကိုယ်ရှင်ကိုယ်လေးစီမံခန့်ခွဲနိုင်မှာမဟုတ်ပါဘူး။တနေ့ကအင်တာနက်ပေါ်ရောက်ရှင်ရောက်နေမှာပါ။ ကိုပတ်ဝန်းကျင်ကိုလည်းစီမံခန့်ခွဲနိုင်မှာမဟုတ်ပါဘူး။မကောင်းတဲ့ပတ်ဝန်းကျင်မှာမွေးလျော်ရှင်မွေးလျော်နေပါလိမ့်မယ်။ကို့ကျမ်းမာရေးကိုလည်းစီမံခန့်ခွဲနိုင်မှာမဟုတ်ပါဘူး။စားရှင်နာစားအိတ်ရှင်နာအိတ်ရင်ကျမ်းမာရေးကို ထိခိုက်ပျက်စီးမှာပါပဲ။အဲဒါကြောင့်အခရာအကြဆုံးဖြစ်တဲ့ကိုစိတ်ကိုအကောင်းဆုံးစီမံခန့်ခွဲပြီးထင်းချောက်နိုင်အောင်ကြိုးစားရပါမယ်။ကိုစိတ်ကိုစီမံခန့်ခွဲနိုင်ရပါမယ်။ကိုဘဝကိုအကောင်းဆုံးတည်ဆောက်ခြင်းနဲ့ဆိုရင်တော့ကိုကိုကိုအကောင်းဆုံးစီမံခန့်ခွဲနိုင်ရပါမယ်။ ကိုကိုကိုအကောင်းဆုံးစီမံခန့်ခွဲခြင်းဖြစ်တဲ့အပေါ်ကငါးချက်ကိုသာစီမံခန့်ခွဲနိုင်မယ်ဆိုရင်လှပအေရှန်ပြည်အောင်မြင်ပြည့်ရွှင်တဲ့ဘဝကိုတည်ဆောက်နိုင်မယ်လို့ကျွန်တော်တို့ယုံကြည်မိပါတယ်ကျွန်တော်ကြင့်သုံးတဲ့စီမံခန့်ခွဲခြင်းနိလန်လေးသာဖြစ်ပါတယ်ကိုကိုကိုစီမံခန့်ခွဲနိုင်တဲ့အခါငါ့အတွက်ငါရှိတယ်လို့ယုံကြည်စိတ်ဝင်ပြီးတဲ့ရှိလာပါလိမ့်မယ်ပြောင်းနေတဲ့လမ်းကိုယုံကြည်ချက်နဲ့ရှာဖို့ကိုဘဝကိုစီမံခန့်ခွဲရမယ်အောင်မြင်ပြည့်ရွှင်တဲ့ဘဝကို စနစ်တကျရှောက်ဖို့ကိုယ့်ရှင်ကိုစီမံခန့်ခွဲရမယ်။စိတ်ကိုဒုက္ခပေးတဲ့သူတွေကိုရှောင်လွေးနေထိုင်တတ်ဖို့ကိုယ်ပန်ဝင်ခြင်းကိုစီမံခန့်ခွဲရမယ်။စားချင်တာစားအိပ်ချင်တဲ့အချင်းအိပ်ပြီးဖြစ်လာသမျှမထိတ်ဖို့ကိုယ်ကျမ်းမာရေးကိုစီမံခန့်ခွဲရမယ်။အရာအားလုံးကိုစီမံခန့်ခွဲနိုင်ဖို့ကိုယ်စိတ်ကိုစီမံခန့်ခွဲရမယ်။ငါ့အတွက်ငါရှိတယ်ဆိုတဲ့စာအုပ်အစအဆုံးကိုလိုက်ပါနားဆင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။တို့တရှင်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေ။ နောက်ထပ်စာအုပ်ကောင်းတွေကိုဆက်လက်တင်ဆက်ပေးမှာမို့တင်သမျှကိုဆက်လက်နားဆင်နိုင်ရန် YouTube Channel လေးကိုလည်း Subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျမြန်မာပြည်သူပြည်သားများအားလုံးဘေးရန်ကပ်သိမ်းကင်းကျင်းကြပါစေ